တနီသားသမီးတွေအပေါင်းလေးနှိတ်အသေးပေးရှယ်ပါပါဦး။ကဲစနီသားသမီးတွေကတော့ဒီတပတ်တာကာလမှာကန်လီယာရဲ့မျက်နှာပေးခြင်းကြီးဂျင်းဝါဆောင်းရမယ်။စီဝါရေးစားလေးတွေထူးထူးခြားခြားအောင်မြင်မယ်၊တိုးပွားမယ်၊တိုးတက်မယ်။နေရာတည်တည်သားသည်တွေလည်းပြောင်းလဲခြင်းပြောင်းရွှေ့ခြင်းကြီးဂျင်းဝါမယ်။အထက်လူကြီးကြီးခဲ့တဲ့လူတွေရဲ့အကူအညီဖိမှခြင်းကြီးရောင်းရှာဒူးဌာနအပြောင်းလဲအပြောင်းရွှေ့တွေမြင်တွေ့ရတယ်ပေါ့နော်။ အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်တဲ့အခါမှာမိကောင်းဖြီကောင်းဆရာသမားကောင်းရင်းနဲ့တိုင်ပင်နှင်းတော့ဖို့လိုအပ်တယ်။ဒီဘက်ကကာလတမအိုးအိမ်နေရာထိုင်ရဲ့အဆောက်အဦတွေပြုတ်ပြင်နေတာမွန်းမှန်နေတဲ့ကိစ္စမျိုးတွေလည်းအမတန်ကံကောင်းတယ်။ဝန်ထမ်းနေဆိုလို့ရှိရင်အမတန်ကံကောင်းတဲ့အချိန်အခါကာလဖြစ်တော့ပေါ့နော်ကြီးကဲတူတွေကိုညီချင်းချင်းမြင့်ချင်းမဆာချင်းဆောက်ရှောက်ချင်းတွေဆရာသမားတွေရဲ့ပတ်မိုးကူညီမှုတွေအမြောက်များရရှိတယ်။ ကိုပိုင်စီးပွားရေးလုပ်နေတဲ့လုပ်ငန်းရှင်တွေဆိုလို့ရှိရင်အတိတ်တစ်ဖက်နေပြန်ပြီးတော့ပြုလုပ်ချင်စီးပွားရေးတွေတိုးချဲ့နေတာမျိုးတွေအလုပ်ပြစ်တွေထပ်ပြီးတော့ချဲ့ထွေနေတာမျိုးတွေကျင်ဝါဆုံးရမယ်ပေါ့နော်ရဲဝဲမှာရှိတဲ့ရွှေမျိုးသားချင်းညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းစိတ်ရှိရမယ်စိတ်ပင်မှန်ခေါ် ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ရရရှိတဲ့ကိစ္စမျိုးတွေဒီဘက်တာကလည်းထူးထူးခြားခြားပြန်လဲပြီးတော့ရရှိမိမိရွှေမျိုးသားချင်းတွေကမိမိဘော်ကိုအမြင်မှားမှုအထင်မှားမှုကြုံဝဆုံဝတတ်တယ်ပေါ့နော်ပြည်တွင်းပြည်ပနဲ့ပတ်သက်တော့ခီးကိစ္စတွေအမတကန်ကောင်းတဲ့အချိန်ခါကာလဖြစ်တယ်ဒီတစ်ပတ်တာကာလမှာမယီဝဲနဲ့ကိုလုပ်ငန်းကဏ္ဍတွေကအတိတ်တပတ်နေပြုလုပ်တာလုပ်ငန်းတွေဆက်ပြီးတော့ထွင်တာချဲထွင်တာနော်လုပ်ငန်းတွေအထူးထူးကိုအောင်မြင်မဲ့အချိန်ခါကာလဖြစ်တယ် ဒီတပတ်တာကာလမှာအကျိုးပေးစီတဲ့ကဏ္ဍကြီး6ဝန်းနဲ့3ဝန်းဖြစ်တယ်အိမ်အောင်ရှိတဲ့အိမ်အောင်ရှင်နေအိမ်အောင်ရည်တွေနဲ့ပတ်သက်ပြီးတော့တိမြတ်မဲ့အိမ်အောင်ပတ်နဲ့အကူကြီးပတ်မုံးမှုအများကြီးဖြစ်မယ်ငရရလူတွေနဲ့ပတ်သက်ပြီးတော့မေတ္တာရဲ့အခြေ၄အမတန်ကကောင်းပြီးတော့လက်ဆက်ထိမ်းမြမင်္ဂလာအချိန်ခါကာလမျိုးတွေကြုံရဆုံရတော့မယ်ကွာကျမရင်းနဲ့ပတ်သက်တာဒီစေးမားတာမျိုးတွေအစာမားတာအစာစိတ်တင်တာမျိုးတွေအထူးကယူဆိုင်ဖို့လိုတယ် ဒီဘတ်တာကာလမှာစနီသားသမီးတွေကမိမိရဲ့ကန့်ကျင်မှာကန့်အထောက်ပံ့များကောင်းစွာရရှိစေဖို့စီးပွားတိုးတက်အလုပ်ကိုင်ပြီးအောင်မြင်ဖြစ်ထွန်းဖို့ဆိုလို့ဆိုလို့ရှိရင်တကိုးကြီးဖီးယားတဆူရဲ့မိမိရဲ့မွေးနံတော်မှာစက်ကူနဲ့ပြုလုပ်ထားတဲ့ tea ဆယ်လက်လူဒန်းပြီးတော့မိမိအလိုရှိရာအလေးနဲ့ထားဆူတောင်းခြင်းအဖြစ်ကန့်အထောက်ပံ့ငါသားသမီးတွေဒီဘတ်တာကာလမှာအဖက်ဖက်မှာပေါ့နော်အခွင့်ခါအခွင့်လန်းကောင်းကြီးတွေကျင်းဝဆောင်တော့ မိမိကိုကူညီပေးနိုင်တဲ့မိကောင်းဆွေကောင်းကြီးဆရာကောင်းသမားကောင်းတွေလည်းကြုံဝဆုံဝတော့စီဝါကြီးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တိုးချဲ့ကျင်တာမျိုးတွေအခုမှပေါ့နော်ကိုယ်ပိုင်စီးပွားရေးတွေပြုလုပ်မဲ့ဒူးတွေဆိုလို့ရှိရင်အရှိန်ဟုန်နဲ့ပြင့်တင်ပြီးတော့လုပ်မယ်ဆောင်ရွက်မယ်ဆိုလို့ရှိရင်အမတန်ကံကောင်းတယ်မိမိရှောက်လန်းမဲ့လန်းခီးရဒီချိန်ကာလမှာပန်းမှုရရှောက်လန်းနေရတယ်လို့ပဲအမတန်ငန်ကောင်းတဲ့အချိန်ကာကာလဖြစ်တော့အင်္ဂါတမ်းမြည်ရငွေကြေးနဲ့ပတ်သက်ပြီးတော့လက်ရွှင်မယ်အဖိုးတန်တဲ့ရန်နာပစ္စည်းတွေရွှေတွေနော် ငွေတွေကျောက်တံပဏ္ဏများအဖို့တန်တဲ့ရေနနာပစ္စည်းအသစ်စန်းတွေကစတိတဝတ္တကာလပြမရရှိတော့မယ်အချိန်ခါကာလဖြစ်တယ်မိမိကားရဟောင်းနေတယ်ဆိုလို့ရှင်ကားတည်တည်နဲ့ချင်းနေတဲ့စိတ်တွေပေါ်မယ်ချင်းလိုက်ပါတဲ့နော်ကံကောင်းပြီတဲ့အချိန်ခါကာလဖြစ်တယ်ဝင်ဝင်နေတဲ့အဖက်ဖက်ကရရှိမဲ့အချိန်ခါကာလ ဆက်သူလုပ်ဖို့လို့ share လုပ်ဖို့လို့လုပ်ငန်းကံကံနေအမတန်ကကောင်းတာနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ဆက်ဆံပြောဆိုစောင့်ရက်နေတဲ့စီးပွားရေးလုပ်နေတဲ့ပုဂ္ဂိုလ်တွေဆိုအထူးအထူးအကျိုးကိုအကျိုးပေးတဲ့အချိန်ခါကာလဖြစ်တဲ့စီးပွားရေးတိုးတက်ပြီးတော့အောင်ပွဲဆက်မဲ့တပတ်တာကာလအတွင်းဖြစ်တဲ့ကြောင့်အင်္ဂါသားသမီးတွေမိမိဆုံးဖြတ်ချက်တွေကကိုပဲအောင်မြင်မှုပန်းတိုင်စီလှမ်းနေတဲ့အချိန်ခါကာလဖြစ်နေတဲ့အလုပ်ဒီမှာတော့နည်းနည်းတော့အပြည့်အစုံမနာလိုတဲ့စိတ်တွေကြီးပေါ်များလာတတ်တာပေါ့နော် မိမိပေါ်ကိုရန်လိုတဲ့လူတွေပြန်လိုတဲ့လူတွေဆိုင်လိုတဲ့လူတွေတိုက်တူတဲ့လူခတ်တူတဲ့ဒီဒီလိုပုံကိုတွေကတော့အရှုရှုအရှုရှုပေါ်လာစီတတ်တယ်ရဲ့နော်ဒီခီးဒီနဲ့ပတ်သက်လို့ရှင်ပြည်ပြည်ပပနှစ်ဌာနလုံးခီးတိစရီပေါ်မယ်နော်ပြပနဲ့ဆက်ဆက်ပြောဆိုလုပ်ကြနေတဲ့လုပ်ငန်းရှင်တွေအထူးအထူးအောက်မြင်မယ်စံကုန်နဲ့စီကုန်နဲ့ဒီလိုလုပ်ငန်းလုပ်နေတဲ့အင်္ဂါသားလက်မိတွေဆိုအထွတ်ထိပ်ကိုရောက်ရှိစေမယ့်အချိန်ခါကာလဖြစ်တယ်အိမ်အောင်ရှိတဲ့ အိမ်နောင်ရှင်ရတဲ့အိမ်နည်းလေးတွေအငြင်းခိုက်လေးတွေရှိတယ်เนาะအိမ်နောင်ဘက်ကြောင့်စိတ်မြည်ရမယ်စိတ်ပင်မမယ်เนาะနှစ်ဖက်အတိုင်းဝန်ရှင်မျိုးသားချင်းနေကြောင်းခိကိုင်မှုတွေဆုံးယုံမှုတွေဖြစ်စီတတ်တယ်ငယ်ရလူတွေနဲ့ပတ်သက်ပြီးတော့အခြေအနေတွေနဲ့ပတ်သက်တော့စိတ်ကူအပ်တတ်တယ်မင်္ဂလာနမိတ်တွေပြတ်သွားတတ်တယ်เนาะစေစားဖို့ကြောင်းလန့်ဖို့လူကြီးတွေအဆုံနေရာလေးမှာအခက်အခဲတွေကြုံရမယ်ကက်ဒီတဘတာကလည်းမကျမ်းမာရတော့မျက်စီတို့เนาะစီတို့နဲ့ပတ်သက်တော့ကျမ်းမာရည်ညံတတ်တော့ဒရီထားပါကောင်းကောင်းနေတဲ့ကဏ္ဍကြီးကတော့ခွန်ကဏ္ဍနဲ့ နှစ်ကနန်းဖြစ်တယ်အကျိုးပေးစေတဲ့အယောင်လေးကတော့အစိမ်းရောင်လေးဖြစ်တယ်အရေးကြီးတဲ့ပြောစရာစုစရာရှိရင်အစိမ်းရောင်ပါလဲပစ္စည်းဒါမှမဟုတ်အစိမ်းရောင်လေးကိုပြီးတော့ပြောမယ်စုမယ်ဆိုတာကံကောင်းအဲ့တော့ဒီဘက်ကကလည်းမကံကောင်းစေဖို့ဆိုရင်မိမိနေအိမ်ဖျားမှာကြာစံကြော်လေးလူတို့ရူရာစုတောင်းနိုင်ပါလေ